I'm not happy about that. You know what? We have we basically have two countries that have been fighting so long and so hard that they don't know what the f they're doing. Do you understand that? အစောပိုင်းမှာမရေမရအခြေအနေတွေကြုံခဲ့ပေမဲ့အမေရိကန်ရဲ့ဖိအားပေးမှုကြောင့်အီရန်နဲ့အစ္စရေးတို့ကြားကအပြစ်ခတ်ရစရေးသဘောတူညီမှုဟာဆက်လက်တည်တံ့နေပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအရှေ့လက်ပိုင်းဒေသကခါးသီးပြိုင်ပွဲနှစ်နိုင်ငံကြား စစ်ရေးပြည်ပကကိုအဆုံးသတ်ပြီးအပြစ်ရသဘောတူညီမှုရရှိခဲ့ပြီလို့ဂျွန်လ24ရက်မနက်ပိုင်းမှာကြေညာခဲ့ပါတယ်။အဲဒီနောက်နှစ်ဖက်စလုံးကထရန့်ရဲ့အဆိုပြုတဲ့အပြစ်ခတ်ရစဲရေးကိုလက်ခံကြောင်းအသီးသီးအတည်ပြုခဲ့ပါတယ်။ဒါပေမဲ့နိုင်ပိုင်းလောက်အကြောင်းမှာတော့သဘောတူညီမှုကိုချိုးဖောက်ပြီးအီရန်ကဒုံးကျည်တွေနဲ့ပြစ်ခတ်ခဲ့တယ်လို့အစ္စရေးကဆွဆဲပြီးတီဟီယန်မြို့ကိုလက်တော့ပြန်တိုက်ခိုက်မယ်လို့ကြေညာခဲ့ပါတယ်။အီရန်ကတော့အပြစ်ခတ်ရစဲရေးကိစ္စကိုချိုးဖောက်ကြောင်းအစ္စရေးရဲ့ဆွဆဲချက်ကိုညှင်းဆုံထားပါတယ်။ နောက်ပိုင်းမှာတော့အစ္စရေးကဒီဟီယန်နားမှာရှိတဲ့အီရန်ရေဒါစကန်တစ်ခုကိုတိုက်ခိုက်ဖျက်ဆီးခဲ့ပေမဲ့ထရန့်ရဲ့တောင်းမြင့်မှုကြောင့်ဂျန်နဲ့စစ်ရေးပြတ်မှတ်တွေကိုဆက်မတိုက်တော့ဘဲစစ်စင်ရဲ့ရုတ်သိမ်းခဲ့ကြောင်းအတည်ပြုခဲ့ပါတယ်။ဒီဖြစ်ရက်နောက်ပိုင်းဂျွန်လ25ရက်မနေ့ထိအစ္စရေးနဲ့အီရန်ကြားမှာရန်လိုတိုက်ခိုက်တာတွေဆက်မဖြစ်တော့ဘဲအခြေအနေတွေငြိမ်သက်နေပါတယ်။ဂျွန်လ24ရက်ညပိုင်းတုန်းကထရန့်ဟာအပြစ်အခက်ရစဲရေးကိုလှလှခတ်ခတ်ဖြစ်အောင်လုပ်နေတဲ့အစ္စရေးရောအီရန်ကိုပါကျိန်းပေါင်းပစ်တင်ပြီး နှစ်နိုင်ငံစလုံးကိုစိတ်ပြတ်မိကြောင်းထုတ်ပြောခဲ့ပါတယ်။ပြီးတော့ဆန္ဒရကြားစစ်ရေးပဋိပက္ခကိုရပ်တန့်စေဖို့သူအားထုတ်ခဲ့တဲ့အပြစ်ရသဘောတူညီမှုကိုဆက်လက်ထိန်းသိမ်းဖို့အီရန်ကိုနောက်ထပ်လေကြောင်းတိုက်ခိုက်တာတွေမလုပ်ဖို့အစ္စရေးကိုထရန့်ကအသိပေးခဲ့ပါတယ်။လက်ရှိမှာတော့အီရန်ရောအစ္စရေးပါညင်ချက်သာကောင်းနေပြီးတိုက်ခိုက်မှုတွေရပ်တန့်နေပါတယ်။အီရန်အစိုးရသတင်းဌာန IRNA ကသမရမော့ဆော့ပက်ရှက်ခန်းကို ဆော်ရီအာရေဗျအင်ရှေ့မင်းသားမိုဟာမက်ဘင်ဆယ်မန်နဲ့ဖုံးဆက်စကားပြောခဲ့ပြီးအီရန်ဟာအမေရိကန်နဲ့သဘောထားကွဲလွဲနေတာတွေကိုနိုင်ငံတကာစံနှုန်းတွေနဲ့အညီဖြေရှင်းဖို့အသင့်ရှိကြောင်းအသိပေးခဲ့တယ်လို့ဖော်ပြသွားပါတယ်။ဆော်ရီဟာအမေရိကန်ရဲ့အရှေ့အလယ်ပိုင်းဒေသတွင်းအဓိကမဟာမိတ်နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။အီရန်နဲ့ဆီယေပတိပကအတွင်းလေကြောင်းအန္တရာယ်သတိပေးကြေညာချက်တွေထုတ်ပြန်ထားတဲ့အစ္စရေးမှာတော့အခုအခါကန့်သတ်ချက်တွေရုပ်သိမ်းပြီးပုံမှန်လှုပ်ရှားသွားလာနိုင်ကြောင်းကြေညာထားပါတယ်။ အစ္စရေးစတာ IDF အကြီးအကဲကတော့စစ်စင်ရေးရဲ့အရေးပါတဲ့အပိုင်းတစ်ခုပြီးဆုံးသွားပေမဲ့အီရန်နဲ့ပတ်သက်တဲ့အစ္စရေးရဲ့လှုပ်ရှားမှုတွေကတော့ဆက်ရှိနေမယ်လို့ပြောပါတယ်။အီရန်ဟာနျူကလ িয়ার လက်နက်တွေထုတ်လုပ်နိုင်ဖို့အနည်းဆက်သောအဆင့်မျိုးထိယူရေနီယံဓာတ်တထုကိုတန့်စင်နေကြောင်းဆွဆွဲပြီးအီရန်ရဲ့နျူကလ িয়ার ဆိုင်ရာအဆောက်အုံတွေစစ်ရေးပြမှတ်တွေကိုအစ္စရေးကဂျွန်လ23ရက်မှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပါရဲ့ရှင်။